နောက်ပြီးတော့အလုံးစုံမြင်ရှိသူအားလည်းရှိနေသေးတယ်။သူကအမြဲတမ်းဖမ်းဆုပ်လို့မရအောင်လှုပ်ဝက်ဆန်းကြတယ်။သူကဘာတွေးနေလဲဆိုတော့ငါအခုထိနားမလဲသေးဘူး။သူကဘာလို့လုံနေလဲဆိုတော့သူတယောက်ထဲရပဲသိနိုင်တယ်။ငါရဲ့စိတ်ဝိညာဉ်လေဟာနဲ့အလဲအဆင်းကျင့်ကြံမှုနဲ့တော့သူ့ကိုကြောက်နေတော့မယ်။သူ့မှာလှုပ်ဝက်ချက်တွေအများကြီးရရှိလုံပြီ။အဲ့ဒါကသူ့ကိုကြောက်စရာကောင်းအောင်လုပ်နေတာ။ဝလင်းကသူ့ရှေ့ရကိုကူးမြောင်းနေကိုကြည့်လိုက်ပြီးမျက်လုံးထဲမှာအေးစတဲ့ရေယုံကဖြစ်ပြေးသွားပါတယ်။ ဗီဒီယိုလေးမစခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုံးချင်ပါတယ်။ဝါရဲ့ကံကြမ္မာစစ်ထုံထုံးနဲ့မတူဒီနေရာမှာခြေရာရရှိနေတာဒါရှိတဲ့နယ်ဆိုတာကိုညွန်ပြနေ။ဒါပေမဲ့ငါးရှာမတွေ့ဘူး။ ဝမ်ရဲ့ကန်ချမောကိုယူသွားတာဘာတူလဲဝမ်လင်းရဲ့မျက်လုံးထဲကအိဆမှုကကျမောက်ဖွေရာကောင်းတဲ့အထိပိုပြီးတော့ပြင်းထန်လာခဲ့ပါတယ်အစုံမတော့သူကကောင်းကင်ကိုမော့ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးထဲကအိဆမှုကကျမောက်ဖွေရာကောင်းတဲ့အထိပိုပြီးတော့ပြင်းထန်လာခဲ့ပါတယ်အစုံမတော့သူကကောင်းကင်ကိုမော့ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးထဲကအိဆမှုကတက်ဖြတ်လို့ဇေယျဖြစ်ပြောင်းလဲသွားပါတယ်ဝမ်ကတမန်အမျိုးသမီးတစ်ယောက်ပဲ ဒါကြောင့်သူ့ရဲ့ကံကြမ္မာကိုဘယ်သူကမှဒိဋ္ဌာမှုမှာမဟုတ်ဘူးဒါပေမဲ့အခုတော့အဲ့ဒါအယူခံလိုက်ရပြီဘယ်သူကပဲယူသွားယူသွားငါဝန်လင်းရဒီရှေးအောင်ကောင်းကြီးဘုံနေပဲမှာကျိန်ဆိုတယ်ငါအဲ့ဒါကိုပြန်ယူမယ်တရုတ်ရုတ်ကသူ့ရဲ့ကံကြမ္မာကိုပြောင်းလဲရင်ဒါမတင်မျိုးကျဲ့တာကုန်းမြင့်ကြီးဟာဖြစ်နေမယ်ဆိုရင်တော့မှငါထံမီသားစုလိုပဲမတင်မျိုးကျဲ့တာကုန်းမြင့်ကြီးကိုတွေးထောင်စီးအောင်လဆားချပြင်မယ် ဝန်လင်းရဲ့အထီးမခံနိုင်ဆုံးသောအရာဝမ်းပါဝမ်းရဲ့ကံကြမ္မာအယူခံရတဲ့ဆိုတဲ့အချိန်မှာတိလက်ရတာသူ့ရဲ့ရင်ဘတ်ထဲကနှလုံးသားကိုဆွဲထုတ်ခံလိုက်ရတယ်လို့မျိုးခံစားလိုက်ရပါတယ်ထိုနာကျင်မှုအောက်မှာဝန်လင်းကယူသွတ်သွားနိုင်ပါတယ်လူတစ်ယောက်ကနားလေလေလေပူပြီးတော့နာကျင်ရလိပါထိုအချိန်မှာဝန်လင်းကဒီလိုဖြစ်နေပါတယ်ဖြစ်နိုင်ရင်သူကရွေးချယ်ခွင့်သာရှိခဲ့ရင်အရာအလုံးကိုမတိဖို့အတွက်ရွေးချယ်ပါလိမ့်မယ် တမန်လူတယောက်သာဖြစ်ပြီးသူ့ဘဝကိုအေးအေးချမ်းနဲ့ဖြစ်တန်းသွားဖို့သာရွေးချယ်ပါလိမ့်မယ်။ဒို့ဝရင်သူကတိသွားပြီဖြစ်လို့သူ့မှာနောက်ဆုတ်ဖို့အတွက်လမ်းမရှိပါဘူး။ဝါရဲကန်ဂျမာအယူခံလိုက်ရပြီထိုးကြောက်သူကအဲ့ဒါကိုပြန်ယူရပါမယ်။သူ့လိုပဲကန်ဂျမာကနေလွတ်မြောက်ခွင့်ပေးခြင်းအားသူ့မောင်းကိုနိုးထားစေဖို့အတွက်ပထမဆုံးခြေလှမ်းပါ။ဝင်လင်းကကိုကူးမြောင်းနေလုံးထဲကကန်ဂျမာတွေကိုမြင်ပြီးရဲ့နောက်မှာထိုးရောက်နားလေသွားပါတယ်။သူ့လောကမှာလီမူအောင်ပြန်အသက်သွင်းပြီးသူ့မောင်းကိုနိုးထားစေဖို့ပါ။သူ့ရဲ့မျက်လုံးထဲကကြောင်မော့ဖွေရကောင်းတဲ့တစ်ဖက်လူစိတ်ကမိမ့်မိန်သွားပြီးသူကတစ် ဖြည်းဖြည်းနဲ့ဖုံးကွယ်လိုက်ပါတယ်။သူ့ရဲ့မျက်နှာအမူအရာညှို့ငဲ့နေပြီးနော်မမောင်နေလုံးကိုတစ်ချက်မှနောင်လှည့်မကြည့်ပဲမြေကြီးဘက်စီကိုလှမ်းလိုက်ပါတယ်။ရှေးဟောင်းမျိုးနဲ့စုတုံးကူရဲ့ရုပ်ထုတွေကမြေပြင်မှာအပြည့်ရှိနေပါတယ်။တောခန့်နိုင်ရလီယာတိုက်ခတ်လာပြီးမြေကြီးပေါ်ကမီးမတွန့်နိုင်တဲ့ဖုံမိုးတွေကလွင့်ဆင်သွားပါတယ်။တဲဖုံမိုးတွေကကဘာကြီးကိုဖုံးလန်းသွားပါတယ်။တစ်ချက်ကြည့်လိုက်ရင်ထိုမြေကြီးပေါ်မှာ တရှိဆိုလို့ဘာမှရှိပါဘူး။နှဆိုင်တဲ့ချောက်ကမ်းပါးတွေနဲ့တွင်းတ်တွေပဲရှိပါတယ်။ထိုချောက်ကမ်းပါးတွေကလွန်ခဲ့တဲ့အချိန်ကြာကြီးကကြီးမားတဲ့စစ်ပွဲတစ်ခုကနေကျန်ခဲ့တာဖြစ်ပြီးထိုတွင်းနေရာလည်းအတူတူပါပဲ။ထိုရာတွေကထိုမြေကြီးပေါ်မှာကျန်ခဲ့တဲ့အမာယုတွေနဲ့တွေ့နေပါတယ်။လေရဲ့ဟိန်းတန်ဟာအမာယုတွေရဲ့မျက်နှာပြင်ပေါ်မှာဖုံမှုတွေကိုပဲတည်ဆောင်သွားနိုင်ပေမဲ့အဲ့ဒီနီးပညာမျိုးကကျန်ခဲ့တဲ့အချိန်ဟာတော့တည်ဆောင်မသွားနိုင်ပါဘူး။ဝယ်လင်းကရှေးအောင်နှဖျားရုပ်ထုတစ်ခုရဲ့ထိတ်မှစဉ်းစားလိုက်ပါတယ်။ သူ့ရဲ့အဖီယွန်စပင်နီကလီထဲမှာတဖြည်းဖြည်းနဲ့လွင့်နေပြီးသူ့ရဲ့ဝေစားတွေကတဖက်ဖက်နဲ့မြည်နေပါတယ်ဝန်လီရဲ့မျက်လုံးတွေကတဖြည်းဖြည်းနဲ့ငြိမ်သက်လာပြီးအချိန်တော်ကြာတဲ့အခါမှာသူ့အောက်ကရုပ်ထုကိုကြည့်လိုက်ပါတယ်ထိုရှေးအောင်နှစ်ဖက်ကတေဆုံးသွားပြီးဖြစ်ဖြစ်မဲ့ထူးဆန်းတဲ့စွမ်းအားတစ်ခုကအတွင်းထဲမှာရှိနေတုံးမှာအဲ့စွမ်းအားကြောင့်ရုပ်ထုကအသိဉာဏ်ပျောက်ဆုံးသွားတဲ့ရုပ်သေးတယောက်လိုဖြစ်လာပြီးကောင်းကင်ဘုံရဲ့တမန်တော်ဖြစ်လာပြီးအချိန်မီးနူးထလာနိုင်ပါတယ်ရှေးဟောင်းမျိုးနွယ်စု၃ခုလုံးကဒီလိုင်းကူအတွက်အဆောက်တွေဖြစ်လာကြပါတယ်တနာစီအောင် ဂီယူနာတက်စီအောင်မုန်းစရာပဲဝလင်းကခေါင်းခံရပြီးသူ့ရဲ့ညာခြေထောက်နဲ့ရုတ်ထုကိုစောင့်နှင်းလိုက်ပါတယ်သူကလေထဲကိုခုန်တက်ချိန်မှာပဲရုတ်ထုကနေမူးချိမ့်တန်လို့အတန်အထွက်လာပါတယ်ဝလင်းကစောင့်နှင်းလိုက်တဲ့အချိန်မှာမေးမတွနိုင်တဲ့အကွဲချောင်းတွေကပြန့်နှံ့သွားပြီးအကွဲချောင်းတွေကရုတ်ထုတစ်ခုလုံးချက်ချင်းပဲဖုံးလွှမ်းသွားပါတယ်ရုတ်ထုကမေးမတွနိုင်တဲ့အစိပ်ပိုင်းတွေအဖြစ်ပြုတ်ကွဲပြီးမြေပြင်တစ်လျှောက်လုံးပြဲကျန့်သွားတဲ့အခါ မိုးချိမ့်တန့်လိုအတန်ကြီးရပဲ့တင်ထက်သွားပါလေမြေမုံကမြေမုံစီမြေကြီးရမြေကြီးစီမင်းတို့ကတေတာကြပြီဆိုတော့ဆက်ပြီးတော့တွယ်ကပ်မနေနဲ့တော့ငါတို့လိုလူတွေအတွက်အကောင်းဆုံးခီးရစစ်မြင့်ပြေမှာတည်ဆုံးခြင်းပဲဝလင်းကသူ့ရဲ့လက်ကိုဝင်းရင်ပြီးရှေ့ကိုခြေလှမ်းလိုက်ပါလေသူဖြတ်တန်သွားတဲ့နေရာတိုင်းမှာ ရုတ်ထုကရှေ့ရောက်နှဖျားဖြစ်ဖြစ်ရှေ့ရောက်နှဆိုးဖြစ်ဖြစ်အားလုံးကပြုတ်ကွဲသွားပါလေဒီနေ့ငါမင်းတို့မဖြတ်စည်းခင်မင်းတို့ကအနာဂတ်မှာနိုးထလာပြီ ရုပ်သေးရုပ်တွေအဖြစ်လောကကြီးကိုနှောက်ရှက်လိမ့်မယ် ဝလင်းကတပင်းချလိုက်ပြီးသူ့ရဲ့ညာလက်ကိုဝင်ရင်လိုက်ပါလေရှေးအောင်နှစိုးရုပ်ထုကပြုတ်ကွဲပြီးအစိပ်ပိုင်းနေရာပြဲကျန်သွားပါလေရှေးအောင်မျိုးနဲ့စုတုံးခုလုံးရဲ့ရုပ်ထုတွေကပြုတ်ကွဲသွားရတဲ့အမျှရှေးအောင်နှဖျားရှေးအောင်မိဆာအရှိန်အဝါတွေကမိခိုးတွေကိုပေါ်ထွက်လာပါလေအဲ့ဒီမိခိုးတွေကမြေပြင်တစ်ခွင်မှာမတဲမကွဲအရေးတွေကိုဖွဲ့တည်သွားပါလေအဲ့ဒီအရေးတွေကသူတို့အသက်ရှင်နေတဲ့ပုံစံတွေပါသူတို့ကဒိုင်းအားတွေနော်ပြတ်သားနေပါလေသူတို့ရဲ့မျိုးလုံးထဲမှာခနာတာရှုပ်ထွေးမှုဖြစ်သွားပေမဲ့မကြခင်မှာပဲအားလုံးကနားလေသွားပါလေသူတို့ကခါတီးတဲ့အပြုံးတွေကိုပြုံးပြပြီးဝလင်းကိုဥညွန့်က မီးခိုးတွေအဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီမီးခိုးတွေကဝက်လင်းစီးကိုအချိန်နဲ့ပြေးဝင်လာရင်သူနဲ့ပေါင်းဆက်သွားပါတယ်ဝက်လင်းကရှစ်ဆက်လျှောက်သွားတဲ့အခါရုပ်ထုအလုံးကပြုတ်ကွဲသွားပါတယ်အဆုံးမရှိတဲ့တကြိမ်ကြိမ်မီဟိန်တန်နေနဲ့သူ့ကိုလက်နှစ်ဖက်ဆုပ်နေတဲ့မေးရင်မတွနိုင်တဲ့အရေးတွေကတုံလို့စရာကောင်းလုံးပါတယ်ဒိုးရတဲ့အချိန်ထဲမှာပဲနတ်ဆိုင်နဲ့ဝင်းနေမှုအငွေ့တက်လည်းရှိနေပါတယ်ဝက်လင်းကဘာစကားမှမပြောတော့ပဲတိတ်တဆိတ်နဲ့ရှေ့ကိုဆက်လျှောက်သွားပါတယ်မိုးချိန်တန်လို့အတန်တွေကဆက်ပြီးတော့ထွက်ပေါ်နေပါတယ်မေးရင်မတွနိုင်တဲ့အရေးတွေကသူ့ကိုဥညွတ်နေပြီးအဆုံးမရှိတဲ့မျိုးနဲ့စုသုံးခုရဲ့ ချိန်မှာရီကသူ့ရဲ့မျက်ခုံးကြားသူ့ရဲ့ဘယ်ဘက်မျက်လုံးနဲ့ညာဘက်မျက်လုံးကကျေတီသေးကိုဝင်ရောက်သွားပါတယ်။မြေကြီးကကျေပြင်းပါတယ်။ရုပ်ထုတွေကပြိုကျတဲ့တချိန်ချင်းမိဟိန်တန်တွေကပိတ်တင်ထနေသလိုလေရလေဆက်ပြီးတော့တုံမုံနဲ့တိုက်ခတ်နေပါတယ်။ထိုးရဝဲနေမှုနဲ့ပြင်းထန်နေပုံရပြီးတိုက်ခတ်တန်တွေကအတိတ်ကအကြောင်းဒရွတ်တို့ပြောနေတဲ့တီတိုးတန်တစ်ခုလိုပါပဲ။အချိန်ဘယ်လောက်ကြာသွားမှမသိပြီးရဲ့နောက်သူ့ရှိမှပေတတောင်းကျော်မြင်းနဲ့အီယာမရုပ်ထုကြီးကပေါ်လာပါတယ်။ထိုးရုပ်ထုရဲ့မျက်ခုံးကြားမှာကျေကိုးလုံးဝရှိပါတယ်။ကိုးလုံးမြောက်ကျေကမှိန်ဝါနေတုံဖြစ်ပေမဲ့ပုံတရံတော့ဖြစ်ပေါ်နေပါပြီ။ထိုး ရာကိုကူးမြောက်ကျေကိုရရှိဖို့အတွက်အလုံးမနီးစပ်နေတဲ့ရှေးအောင်နှဖရားတစ်ပါးရဲ့ရုပ်ထုပါသူကသူ့ရဲ့ညာလက်ကိုလက်သီးဆုပ်ပြီးလေထဲမှာတဝက်တစ်ပြက်လွှဲထားတဲ့ပုံစံနဲ့ရက်နေပါလေ စွာတခုကသူ့ကိုရုတ်ထူးအဖြစ်ပြောင်းလဲလိုက်တဲ့အခါသူ့ရဲ့မျက်နှာအမူအရာမှာနာကျင်မှုနဲ့မလိုလားတဲ့အရေးယုံကပါဝင်နေပါလေ။သူကရိုးရှင်းတဲ့ချက်ဝတ်တစ်ခုသာဝစ်စင်နာပေမဲ့အဲ့ဒီချက်ဝတ်တန်ဆာနောင်မှာရုတ်ထူးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားခဲ့ပါလေ။ထိုအရာဝင်လင်းတွေ့ဘူးခဲ့တဲ့အစင်းအမြင့်ဆုံးသောရှီယောင်းနှဖျားပါ။ဝင်လင်းကရှီယောင်းနှဖျားရုတ်ထူးရှေ့မှာရက်နေတဲ့အခါထိုရှီယောင်းနှဖျားရဲ့တုံလို့စရာကောင်းတဲ့စွမ်းကိုမတဲမကွဲနဲ့ခံစားမိနိုင်ပါလေ။သူ့ရဲ့တဝက်တစ်ပြက်ထိုးထားတဲ့လက်တီးကကဘာကြီးကိုခွဲချမ်းနိုင်ပြီးမရင်မတွန့်နိုင်တဲ့ကြီးညံ့သူတွေကိုတတ်ဖြတ်နိုင်စွမ်းရှိပုံရပါလေ။သူ့ ဲဖွင့်ထားတဲ့မျက်လုံးကြီးကသူ့ရဲ့မလိုလားမှုကိုဖော်ပြနေပါတယ်သူကသာမျက်လုံးလေးကိုဖွင့်ကြည့်လိုက်ရင်လွန်ခဲ့တဲ့မေယင်မတော်နိုင်တဲ့နှစ်တည်းကသူ့ရဲ့ဒေါသတကြီးဟိန်းတန်ကိုကြားနိုင်တယ်လို့ပါပဲရုတ်ထုရှိမှရဲ့ရင်ဝင်လင်းကခဏလောက်တွေးတော့လိုက်ပါတယ်သူကလက်နှစ်ဖက်ဆုပ်ပြီးရုတ်ထုကိုဖျင်းလိုက်ပါတယ်မေယင်မတော်နိုင်တဲ့အကွဲเจ้าနေရာတိတ်တဆိတ်ပေါ်လာပြီးရုတ်ထုတစ်ခုလုံးကိုလှင်မြန်စွာနဲ့ဖုံးလွှမ်းသွားပါတယ်ရုတ်ထုကပြုတ်ကွဲစားပြူလာတဲ့အခါမိုးချင်းတန်လိုအတန်ကြီးကပြစ်တင်ထပ်သွားပါတယ်ဒိုးရရင်ထိုးရပြုတ်ကွဲသွားချိန်မှာရုတ်ထုရဲ့မြခုံကြားကျေကိုးလုံးရဲ့အလဲဘို့မှာဝဲကြီးတစ်ခုကပေါ်လာပြီးလှင်မြန် န်စွာနဲ့လေပတ်နေပါလေထိုရာလေပတ်နေတဲ့အခါမြခုံးချားနေရာအေးပြောတော့ပုံရပြီဝဲကီးရဲ့အတွင်ကဆူရှားတဲ့ဟိန်းတန်ဟာထွက်လာပါလေဝန်လင်းရဲ့မျက်လုံးနေရာချင်းမြောင်းသွားပါလေဝဲကီးရဲ့ကပေါ်လာတဲ့အချိန်မှာသူကတခုခုကိုသတိပြုမိလိုက်ပါလေသူကအေးဆက်တဲ့အကြည့်နဲ့လှမ်းကြည့်လိုက်ပါလေအချွဲဒီနဲ့ဖုံးနေတဲ့၆သွင်းနေတဲ့လက်တစ်ဖက်ကဝဲကီးရဲ့ထဲကနေရုန်းကန်ပြီးတော့ထွက်လာပါလေလက်ကထွက်လာတဲ့အမျှကိုဝဲကီးရဲ့အတွင်ကနေဆိုးသွားတဲ့အချိန်ကပြန်နှံ့လာပါလေထိုအချိန်မှာထို၆သွင်းနေတဲ့ညာဘက်လက်ကနေအပြေးဝထွက်ပေါ်လာတာပါထိုလက်ကတေချင်းတရားကိုကိုစားပြုပုံရ ပြီးအစုံမရှိစွမ်းအားကိုပိုင်ဆိုင်လာပါတယ်ထိုလက်ကရွှေရောင်အလင်းတွေထွက်ပေါ်လာပါတယ်စူးရှားတဲ့ဟိန်းတန်ကပိုပြီးတော့ပြင်းထန်လာပြီးချောက်သွင်းနေတဲ့လက်ကဝဲကြီးရဲ့အစုံကိုဆုပ်ကင်လိုက်ပါတယ်အပြင်ကိုတက်ဖို့အတွက်ကြိုးစားနေသလိုပဲဟိန်းတန်ကပိုပြီးတော့ရှင်းလင်းလာပြီးကဘာမျိုးတုံခါသွားစေပါတယ်မင်းရောကောင်းကင်ဘုံသားတယောက်ရဲ့အိတ်ဆက်ချင်းကိုနှောက်ရက်တယ်ငါရဲ့ကုသမှုအတွက်သုံးတဲ့ဒရေသားလောင်းကိုဖျက်ဆီးတယ်မင်းရောတေတန်ကျူးလွန်မိပြီမင်းရောဘယ်ရလာလာမင်းရောတေရမယ်တေရမယ် မင်းတယောက်တည်းတရားမှာမဟုတ်ဘူးမင်းရဲ့မိသားစုအားလုံးကလည်းတရားမယ်မင်းကငါရဲ့ကုသမှုအတွက်ဒရေလောင်းကိုဖျက်ဆီးခဲ့တယ်ဒါကြောင့်မင်းကငါရဲ့ဒရေလောင်းဖြစ်လာမယ်မင်းစုညံနေအဲ့ဒီတန်မဆုံးခင်မှာပဲဝယ်လင်းကအစ်ဆက်ဆောင်နဲ့နှာခေါင်းချုပ်ပြီးဖျက်ပြောလိုက်ပါလေဝယ်လင်းကရှေ့ကိုခြေတလန်းထိုးပြီးသူ့ရဲ့ညာလက်ကလက်စည်းလို့လှောက်ရှားက၆သွင်းနေတဲ့လက်ကိုဖမ်းဆုပ်လိုက်ပါလေဝယ်လင်းကအဲ့လူကိုဆွဲထုတ်လိုက်တဲ့အခါအစ်ဆက်တဲ့အရေးအောင်တစ်ခုကဖြစ်ပြေးသွားပါလေမင်းကအရန်ကိုနာကျင်စွာနဲ့ရုံးကန်နေရပါပဲ ငါမင်းကိုအပြင်ထွက်ဖို့အတွက်အကူအညီပေးမယ်ဒီကနေထွက်ခဲ့စမ်းဝင်းလင်းကဟိမ့်လိုက်ပြီးအားနဲ့ဆွဲလိုက်ပါလေရုတ်ထုကလုံးဝပြုတ်ကွဲသွားပြီးပိန်လီးပြီးအဝင်းပါတဲ့ပုံစံနဲ့ဆွဲထုတ်ခံလိုက်ရပါလေသူကအဲ့လူကိုမြေပြင်ပေါ်ကိုဂူးနာမရှိပဲပြစ်ပောက်ချလိုက်ပါလေမြေကြီးကတုန်ခါသွားပြီးတုန်ခါမှုလိုင်းတွေကပြန့်နှံ့သွားပါလေမြေကြီးထဲမှာအီယမတူနဲ့ကြီးကပေါ်လာပါလေဝင်းလင်းကအဲ့တွင်ထဲကိုအချိန်နဲ့ဝင်သွားပါလေအသက်ရှင်နေရလူတယောက်ရှိနေသူရဲ့အဆင်ပြေတယ်မင်းကကောင်းကင်ပုံသားပဲဖြစ်ဖြစ်ကျဉ်ကျဉ်သူပဲဖြစ်ဖြစ်ငါဂူးမဆိုင်ဘူး မင်းရဲ့မျက်ညံကိုငါးယူမယ် ဝန်လင်းကမိုးကြိုးစင်းအဖြစ်ပြောင်းလဲပြီးမြေကြီးထဲကိုထိုးကျသွားတဲ့ပုံရိပ်စီကိုအချိန်နဲ့ပြေးဝင်သွားတဲ့အခါမိုးချိမ့်တန်လို့အတန်ကြီးကပဲ့တင်ထပ်သွားပါလေဝန်လင်းကနီကက်လာနဲ့အမျှအတွင်းထဲကနေနာကျင်ဒေါသထွက်နေတဲ့ဟိန်းတန်ကထွက်လာပါလေဟိန်းတန်နဲ့အတူရွှေရောင်အလင်းကြီးကပေါ်ထွက်လာပါလေထိုးရွှေရောင်အလင်းကမှိန်ဖြောနေပြီးခင်ရောင်အနေငယ်ပောင်ဝင်နေပါလေမစင်ကျဲသလိုပါပဲအလင်းကပေါ်လာချိန်မှာအားကောင်းတဲ့စွမ်းအားတစ်ခုကလိုက်ပါလာပါလေတွင်းထဲကနေမုန်တိုင်းတစ်ခုကပြုတ်ကွဲသွားသလိုပဲစွမ်းအားကအတွင်းထဲကနေပောက်ကွဲထွက်လာပါလေဝန်လင်းကနီကက်လာတဲ့အချိန်မှာပဲရွှေရောင်ရင်အလင်းက ပေါက်ကွဲထွက်လာပြီးသူ့ရဲ့သဘင်နေတဲ့ဝစ်စားတွေကို တဖြည်းဖြည်းနဲ့လွင့်သွားစေပါလေ။ရွှေရောင်အလင်းရဝင်လင်းကိုမှုတ်ထုတ်ပြီးပျောက်ကွယ်သွားအောင်ကြိုးစားနေတယ်လို့ပါပဲ။မင်းရောငေါ့တိုက်ခတ်ရဲတယ်ဟုတ်လား။မင်းရောကောင်းကင်ဘုံ သားတွေရဲ့တကူအနာကိုစော်ကောင်းမိပြီ။ဒါကြောင့်မင်းရောတိတ်ရမယ်။ ဟိန်းသံဟာအဆုံးမရှိဒေါသနဲ့ပြင်းထန်နေပြီးရွှေအောင်အလင်းတစ်ခုကပြန်ထွက်လာပါလေပင်လီတဲ့ပုံကြီးကဝါတတာဖြစ်နေပြီးသူ့ရဲ့ပက်လက်မှာဆူးရှားတဲ့ရွှေအောင်ရဲ့အလင်းုံပဲမြင်နိုင်ပါလေဝင်လင်းကအစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်လိုက်ပါလေသူကလီဟာနဲ့တကောက်ကိုဖောက်ထွင်းပြီးစိတ်ဝန်းကျင်လီဟာနဲ့အလဲအဆင်းကိုရောက်ရှိခဲ့ပါလေတာမန်ကောင်းကင်းပုံသားတွေကသူ့ရဲ့ပြင်ပမဟုတ်ပါဘူးပင်လီတဲ့ပုံကြီးကအချိန်နဲ့ထွက်လာတဲ့အချိန်မှာဝင်လင်းကရှေ့ကိုခြေတလန်းတိုးပြီးရှေ့ကိုပေါ့ပါနဲ့လန်လန်လိုက်ပါလေကဘာကြီးကရောင်ပြောင်းလိုက်သွားပြီးမေးမတွနိုင်တဲ့နီးရမားတွေကိုဝင်လင်းကဖမ်းဆုပ်လိုက်လို့ပုံပြတ်သွားပါလေ သူ့ရဲ့လက်ကကဘာနီယမောင်းကိုကင်ဆွဲထားပြီးအရာအလုံးကသူ့ကိုနာခံရတယ်လို့ပါပဲ။ပိန်လီတဲ့ပုံကြီးကရုံးကန့်ချင်ပေမဲ့သူကဘလောက်ပဲရုံးကန့်ချင်နေပါစေအသုံးမဝင်ခဲ့ပါဘူး။အဆုံးမတော့သူကကြောက်လန့်တဲ့ကြားနဲ့ရောအဟစ်ပြီးဝန်လင်းကပိန်လီတဲ့ပုံကြီးရဲ့လေပင်ကိုဖမ်းဆုပ်လိုက်ပါတယ်။ဝန်လင်းကဂျူနာမဲဆောင်နဲ့ညှစ်လိုက်ပါတယ်။ပိန်လီတဲ့ပုံကြီးကမိုးချိမ့်တက်လို့အတန်ထွက်လာပြီးသူက ပြိုကွဲတော့မလို့ဖြစ်သွားပါတယ်။ဒိုးရတင်အဆုံးမတော့သွေးမြူတွေရပဲပောက်ကွဲထွက်လာပြီးသူ့ရဲ့ခန္ဓာကတော့မပြိုကွဲသွားပါဘူး။ဝန်လင်းကအံ့ဩသွားပါတယ်။သူ့ရဲ့မျက်လုံးထဲမှာပိန်လီတဲ့ပုံကြီးကဘာမှမထူ ူခြားတဲ့အဖိုးကြီးတယောက်ပါထူခြားတာတခုရှိရင်တော့သူ့ရဲ့ခန္ဓာထဲမှာကောင်းကင်ဘုံတွေးရအဆုလိုက်ပြုံလိုက်ရှိနေရပါသူကရန်ကိုအားနေနေပုံရပါပြီမဲ့သူ့ရဲ့ခန္ဓာရဲ့ကြန့်ခိုင်မှုကဝယ်လင်းကိုအံ့ဩစေပါလိမ့်မင်းရောအောက်ဘုံကကျင့်ရသူတယောက်ကကောင်းကင်ဘုံသားကိုတိုက်ခတ်ရဲတယ်ပေါ့ဒီကောင်းကင်ဘုံသားကိုဘာလို့ဂူထီမလွတ်ပြီးတည်ရလဲမင်းကိုမင်းအင်အားကြီးတယ်လို့မထင်နဲ့အတိတ်တုန်းကငါးသားဒဏ်ရာမရခဲ့ဘူးဆိုရင်မင်းကိုလက်တစ်ဖက်ထဲနဲ့တတ်နိုင်တယ် အဖိုးကြီးကလှိမ့်မြန်စွာဟိမ့်လိုက်ပါတယ်သူရဲ့မျက်နှာပေါ်ကမောက်မာတဲ့အမှုရာသူအောက်ပုံကကြီးညံ့သူလို့ခေါ်တဲ့သူတွေကိုမကြာခဏအဟိတ်ကျိန်မော်လေးရှိတယ်ဆိုတော့ကိုဖော်ပြနေပါတယ်ဝန်လင်းရဲ့မျက်နှာအမှုရာတင်ငင်နေပေမဲ့အဖိုးကြီးရဲ့စကားကိုကြားပြီးရဲ့နောက်မှာသူရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အေးအုံကဖြည်းဖြည်းသွားပါတယ်ဝန်လင်းကအဖိုးကြီးကိုလေထဲကိုမြောက်တင်လိုက်ပါတယ်ပြီးတော့လက်စိတ်တစ်ခုကိုဖွဲ့ပြီးသူရဲ့လက်ဖွားနဲ့အဖိုးကြီးရဲ့ရင်ဘတ်ကိုဖိချလိုက်ပါတယ်ထိုလက်ဖွားအဖိုးကြီးရဲ့ရင်ဘတ်ကိုဖိချလိုက်တဲ့အခါကဘာကြီးကတုန်ခါသွားပြီးကောင်းကင်ကအယောင်ပြောင်းသွားပါတယ်အေးအမလက်ဝါးပုံကြီးကပေါ်လာပြီးကဘာ စွမ်းကိုစတင်ဆုပ်ယူလိုက်ပါတယ်ထိုရာမိုးချိမ့်တန်လိုအတန်နဲ့ကောင်းကင်ကနေကြဆင်းလာပါတယ်ထိုရာကောင်းကင်ကိုဖျက်ဆီးပြီးကောင်းကင်မှာအပေါက်တစ်ခုဖြစ်အောင်ဖောက်ထင်းတော့မလိုပါပဲအဖိုးကြီးရဲ့မျက်နှာအမူအရာပြောင်းလဲသွားပြီးသူ့ရဲ့မျက်လုံးတွေကမြုံကြီးနိုင်မှုနဲ့ပြင်းထန်နေပါတယ်သူကရှောင်းတိန်မှုအတွက်ကြိုးစားရင်းနာကျင်စွာနဲ့အော်ဟစ်လိုက်ပြင်မဲ့အီယာမလော်ဝါပုံကြီးကအဖိုးကြီးရဲ့ခန္ဓာကိုချက်ချင်းဖျက်ဆီးသွားပါတယ်အဖိုးကြီးကတွေးရင်ထုတ်လဲရပြီးသူ့ရဲ့ခန္ဓာကနေတဖောက်ဖောက်မိတန်တွေကထွက်လာပါတယ်သူ့ရဲ့ဘေဘက်လက်ကတုံခါပြီးအသားနဲ့တွေးပုံအဖြစ်ပြုတ်ကွဲသွားပါတယ်အဖိုးကြီးကကြောက်လန့်သွားပါတယ်သူက အနေငယ်ရှုပ်ထင်းနေတုံးမှာသူရဲ့မညံ့နေမှာတော့အဲ့စစ်ပွဲတုန်းကပြင်းထန်စွာနဲ့ဒဏ်ရာခဲ့ပါတယ်အစိုးမတော့သူကကျယ်ရှိလုံရှီအောင်နှဖျားတစ်ပါးတည်းကိုဝင်ရောက်ပြီးသူ့ရဲ့စွမ်းအောက်ကိုတုံးကောက်ကူးတာပြီးအခုချိန်ကြီးအသက်ရှင်ကျန်ရေးဖို့အတွက်ရွေးချယ်ခဲ့ပါတယ်မေးမတွန်းနိုင်တဲ့နှစ်တွေတခြားသူ့ရဲ့ထိုင်ရဖြစ်ဖြစ်နဲ့တက်တာလာခဲ့ပေမဲ့သူကကူးတာဖို့အတွက်အသုံးပြုနေတဲ့ရှီအောင်နှဖျားဖြက်စီးခံလိုက်ရတာကိုသူကသိလိုက်ရပါတယ်သူကဒေါသတခြင်းနဲ့နိုးထလာပြီးဝယ်လင်းကကောင်းကင်ဘုံသားမဟုတ်ပဲလှိုင်းကူနေပေမှာမွေးဖွားလာတဲ့ပျော်စိတ်တစ်ခုဆိုတာချက်ချင်းပဲသိလိုက်ပါတယ်ကောင်းကင်ဘုံဧက တိရဲ့မသိမျိုးအဆောက်တရားအနေနဲ့သူက အောက်ဘုံမှာပျော်စိတ်တွေကိုသူ့ရဲ့ဒေါသကိုဖြေဖို့အတွက်စိတ်ကြိုက်စင်နေနိုင်ပါလိမ့်။အဲ့ဒီအစွဲကြီးတဲ့ဗလိုက်မှုကြောင့်သူကဒေါသကိုဖြေပြီးဝင်လင်းကိုအရင်ရလို့တတ်ချင်ခဲ့ပါလိမ့်။ဒိုးရရင်သူကမတိုက်ခင်မှာပဲဝင်လင်းကတုံလုံးစရာကောင်းလောင်းအောင်အားကောင်းတဲ့နီးပညာကိုသုံးပြီးသူ့ကိုဖန်ဆုပ်ကမြေကြီးပေါ်ကိုဆွဲချလိုက်ပါလိမ့်။တစ်ချက်ပေါက်လိုက်တာအဖိုးကြီးကိုနာကျင်မှုတွေပြေသွားစေပေမဲ့သူကမနှုတ်ထသေးပဲပူပြီးတော့ဒေါသထွက်လာပါလိမ့်။ဝင်လင်းကသူ့ရဲ့လေပင်ကိုညှစ်ပြီးဘဲဘက်လောက်ကိုချိန်မော့တော့လှုပ်လိုက်တဲ့အချိန်ထိသူကကြောင်းလာပါလိမ့်။သူက အခုမှနိုးလာပြီးထိုလူကကောင်းကင်ဘုံသားတွေရှိမှအမြဲထူထောင်နေကြအောက်ဘုံကပျော်စိတ်တွေနဲ့မတူဘူးဆိုတော့သဘောပေါက်သွားပါရင်ကောင်းကင်ကိုစန့်ကျင်တဲ့ကြင်ကြံသူမင်းရောအောက်ဘုံကကောင်းကင်စန့်ကျင်တဲ့ကြင်ကြံသူပဲအဖိုးကြီးရဲ့အတန်မြုံချီနိုင်မှုနဲ့ပြည့်နှက်နေပါရင် သူ့ရဲ့ခန္ဓာတုံဝင်နေပြီးလှည့်မြန်ဆောင်နဲ့နောက်ဆုတ်သွားပါတယ်။ဝက်လင်းရဲ့မျက်နှာအမူအရတည်ငြိမ်ပြီးရှေ့ကိုလျှောက်သွားရင်သူ့ရဲ့လက်ကိုဝင်ရင်လိုက်ပါတယ်။သူကအဖိုးကြီးရဲ့ရှေ့ကိုဓာတ်ရောက်သွားပြီးသူ့ရဲ့လက်ဖွားနဲ့ရိုက်ချလိုက်ပါတယ်။မိုးချင်းတက်လို့အတန်တဲ့အတူအဖိုးကြီးကနာကျင်စွာနဲ့အော်ဟစ်ပြီးသူ့ရဲ့ထုတ်လိုက်ရပါတယ်။သူကပြင်းထန်စွာနဲ့ဒဏ်ရာရရှိသွားပါတယ်။သူ့ရဲ့ခန္ဓာရိုင်းနေပြီးနောက်ကိုလဲကျသွားကသူ့ရဲ့မျက်လုံးတွေကကြောက်မဖွဲရကောင်းတဲ့ကြောက်ရွံ့မှုနဲ့ပြင်းထန်နေပါတယ်။မဖြစ်နိုင်ဘူး။အဲ့တော့အရှင်သခင်ကကောင်းကင်ကိုစမ်းချင်တဲ့ကြီးညံ့သူတွေမပေါ်လာအောင် ကောင်းကင်ပြစ်ဒဏ်ကိုထားရှိခဲ့တာ ကောင်းကင်ပြစ်ဒဏ်ရှိနေတတိယအဆင့်ကောင်းကင်စမ်းကြည့်ကြီးညံ့သူတွေရောမပေါ်လာနိုင်ဘူးဒါမှမဖြစ်နိုင်ဘူးအရှင်သခင်ကိုထားလိုက်ဘူးမတင်မျိုးကျဲတာကုန်းမြကြီးတစ်ခုလုံးမှတော့ကောင်းကင်ကိုစမ်းကြည့်နေကြီးညံ့သူအဖြစ်တတိယအဆင့်ကိုရောက်ရှိခဲ့တဲ့အောက်ဘုံကပျော်စိတ်တကောင်မှမရှိခဲ့ဘူးဒါအဖိုးကြီးကတိတ်မြောက်တုတ်လိုက်ပြီးနာကျင်တဲ့အပြုံနဲ့ရုတ်တရက်လဲလိုက်ပါတယ်သူ့ရဲ့မျက်လုံးထဲမှာယူသူမူကားရှိနေပါတယ်သူကကောင်းကင်ဘုံသားဖြစ်လို့အကျဲတဲချင်းနေမှာသူ့ကိုယ်သူကဲတင်ဖို့အတွက်နီလန်းနေရှိနေသေးလို့ပါ ူကအဲ့တုန်းကကြီးကျယ်တဲ့စစ်ပွဲကိုဖျက်ဆီးခဲ့ဘူးတဲ့လူတယောက်ပါအဲ့တိုက်ဝေးကနေအသက်ရှင်ကျန်ရင်းခဲ့တဲ့ဘသူမဆိုအာမနေပါဦးသူကလက်တစိတ်တစ်ခုကိုဖွဲ့ပြီးသူ့ရဲ့ရှာပြောင်းကိုကြိုက်ကရွှေအောင်သွေးကိုထွေးထုတ်လိုက်ပါတယ်ဒိုးရရင်သူကသွေးကိုထွေးထုတ်လိုက်တဲ့အချိန်မှာပဲဝင်လင်းရဲ့မျက်လုံးကလင်းလက်သွားပါတယ်ဝင်လင်းကတင်ငိမ်စွာနဲ့သူ့ရဲ့ညာဘက်လက်ကိုမြှောက်ပြီးအဖိုးကြီးကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်ရက် အဖိုးကြီးကတုန်ခါသွားပြီးသွေးရသူရှိရလေထဲမှာခဲသွားပါတယ်သူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားမှုအလုံးကရက်တန့်သွားပါတယ်သူရဲ့ခန္ဓာထရေအချိန်စီစဉ်မှုကတော့ရက်တန့်သွားပါတယ်ဒိုဝရင်ထိုးအဖိုးကြီးကကောင်းကင်ဘုံသားတယောက်ပါသူကခဲသွားတဲ့အချိန်မှာသူရဲ့စိတ်ထဲကနေတောင်းပန်ဖွယ်ရာကောင်းတဲ့တုန်ခါမှုတစ်ခုကသူရဲ့ဝိညာဉ်ကိုတွန်းလှုပ်သွားစေပါတယ်လေဟာနဲ့ရက်တန့်ဤပညာဒါကောင်းကင်ဘုံဣဂရိရဲ့ကြီးမြတ်တဲ့ဤပညာလေဟာနဲ့ရက်တန့်ခြင်းဤပညာပဲသူကဒီဤပညာကိုဘယ်လိုသိတာလဲဘယ်လိုသင်ယူခဲ့တာလဲဘသူကသူ့ကိုသင်ပေးခဲ့တာလဲ ရတန်နီးပညာနဲ့မိသွားတဲ့အခါသူ့ရဲ့အထွေရရတန်သွားပါလေဝယ်လင်ရတင်ငိန်စွာနဲ့အဖိုးကြီးရှိကိုရောက်လာပြီးသူ့ရဲ့ထိတ်လန့်နေတဲ့မျက်နှာအမူအရာကိုကြည့်လိုက်ပါလေသူကလက်မြောက်ပြီးအဖိုးကြီးရဲ့နှဖူးဘောကိုတင်လိုက်ပါလေအဲ့ဒီတော့ဘာတွေဖြစ်ခဲ့လဲဆိုတော့ငါ့ကိုကြည့်ခွင့်ပေး ဝန်လင်းရဲ့ညာဘက်လက်ကအကြောက်သွားတဲ့အခါသူ့ရဲ့အားကောင်းတဲ့နှဖျားယုံကရေလွှမ်းမှုတလို့အဖိုးကြီးရဲ့ခေါင်းလေးကိုအချိန်ထဲဝင်ရောက်သွားပါလေသူ့ရဲ့နှဖျားယုံကအဖိုးကြီးရဲ့နှဖျားယုံနဲ့ခန္ဓာထဲကိုတိတ်တဆိတ်နဲ့ဟိမ့်ဟောက်ရင်ဝင်ရောက်သွားပါလေအဖိုးကြီးရဲ့ခန္ဓာကနေတဖောက်ဖောက်မြေဟိမ့်တန်နေရထွက်လာပြီးသူ့ရဲ့မျက်နှာအမူအရာစိတ်ကူးမြင့်နိုင်တဲ့နာကျင်မှုကိုခံစားနေရတယ်လို့ပုံပြသွားပါလေသူ့ရဲ့ခန္ဓာအပေါက်အဝါကနေတွေးရီယာစီးကြလာပြီးသူ့ရဲ့ခန္ဓာကပြင်းထန်စွာနဲ့တုန်ခါနေပါလေပြင်းထန်တဲ့နာကျင်မှုကိုခဏတခံစားပြီးရဲ့နောက်မှာအဖိုးကြီးပေါ်ကရတ္တန်ဤပညာအနေငယ်ပြေသွားပါလေအဖိုးကြီးက နာကျင်စွာနဲ့အော်ဟစ်လိုက်ရပါတယ်။သူကဝယ်လင်းစီယာနဲ့ယုံထွက်ချင်ပေမဲ့ဘလောက်ပဲယုံကန့်နေပါစေဝယ်လင်းရဲ့ညာဘက်လက်ကတောင်တလုံးလိုတည်ငင်နေပြီးအဖိုးကြီးရဲ့ခေါင်းကိုတင်းတင်းကျပ်နဲ့ဆုပ်ကိုင်ထားပါတယ်။သူကလွမြောက်ဖို့အတွက်အခွင့်အရေးလုံးဝမရှိပါဘူး။နာကျင်စွာနဲ့ဟိမ့်တန်ကြောင်အဖိုးကြီးရဲ့ခန္ဓာချွေးနဲ့ဖုံးလန်းသွားပါတယ်။သူ့ရဲ့မျက်လုံးထဲမှာမျောလင်းချက်ကင်းမဲ့မှုကပေါ်လာပြီးသူ့ရဲ့မျက်နှာကတေလောင်းအောင်ဖြူဖြောနေပါတယ်။မင်းရောကောင်းကင်ဘုံသားကိုတတ်ခဲတဲ့အပြစ်ကိုကျူးလွန်မိပြီ။မင်းရောတေရောက်မယ်။ငါအရှင်အကရိရဲ့စစ်တီတော်ကောင်းကင်ဘုံသားပဲ။ ငါမကောင်းကင်ဘုံသားရဲ့တွေးရရှိတယ်ဒီနေ့မင်းအားငါ့ကိုတတ်ရင်သူကမင်းကိုပြစ်ဒဏ်ခတ်လိုက်မယ်ဒိဗယ်မရှိတာလေဝလင်းရဲ့မျက်နှာအမူအရာတင်ရင်နေပြီးသူ့ရဲ့ညာလက်ကိုတင်းကျပ်လိုက်ပါတယ်သူ့ရဲ့နဖျားယုံကအဖိုးကြီးရဲ့စိတ်ထဲကိုအချိန်နဲ့ဝင်ရောက်သွားပါတယ်ဝလင်းကသူ့ရဲ့မျက်ညံ့တွေကိုယူခြင်းနေပါတယ်ရှီယောင်ကောင်းကင်ဘုံနေပယ်ရဲ့အတွင်းပိုင်းနဲ့ဆိုင်တဲ့နေရာထိုရုပ်ထုအလုံးရဲ့အလဲဘခုမှာရှီယောင်မျိုးနဲ့စုတုံးခုရဲ့ကြီးမားတဲ့ရုပ်ထုကြီးလေးကရှိနေပါတယ် ောင်ဝင်းချင်းဟာရှေးအောင်ခစ်ခရေကနေဒီလိုပဲရှိခဲ့တယ်လို့လုံးဝတိတ်ဆိတ်နေပါတယ်ထိုးချိန်မှာရုပ်ထုတစ်ခုပါနေအကွဲ၆သွင်းနေတဲ့အတန်ပဲတင်ထလာပါတယ်တောင်မနီငှက်မင်းရဲ့မျိုးဆက်ရဲ့ကျင့်ကြံမှုကမနေဘူးပဲဒါပေမဲ့စစ်တီတော်ကောင်းလေးပုံသားတယောက်ရဲ့မှတ်ညံကိုရှာဖွေချင်တာကတော့အနေငယ်မောက်မလုံးနေတယ်သူတို့ကငါတို့လောက်အမကောင်းဆိုပေမဲ့သူတို့မှာကောင်းလေးပုံသွေးမျိုးဟာရှိနေတော့မယ်တမန်ပြောစိတ်တခေါင်ကသူ့ရဲ့မျက်ညံကိုဘလို့လုတ်ပြီးတော့ရှောက်ဖိနိုင်ပါလေ။လောင်ပြောင်တဲ့အတန်နဲ့ပြင်းနေတဲ့အတန်တို့ခုကလည်းပဲ့တင်ထလာပါလေ သူကတတိယအဆင့်ကိုဝင်ရောက်ပြီးကောင်းကင်ပြစ်တံကိုဖောက်ထွင်းပြီးတော့ဒီကိုရောက်လာခဲ့တာသူကကိုကူးမြောက်နေလုံးတော်ခြေမုံပြီးသူ့ရဲ့ကိုပိုင်ကံကြမ္မာကိုပြန်ယူခဲ့တယ်ဒီလောက်ရကောက်မြုံနိုင်စရာကောင်းပြီးသူကလှုပ်ခဲ့တယ်ကြားဖြူမင်းကသူ့ကိုလောင်နေတယ်ဒါပေမဲ့မင်းသာအောက်ပုံမှာကြင်ညာသူဆိုရင်ဒါကိုလုံနိုင်ပါမလားနောက်ထပ်ရုပ်ထုတစ်ခုကနေအေးဆက်ပြီးရှေးကြတဲ့အတန်ထွက်လာပါလေ။ငါသာဆိုရင်တော့ငါမလုံနိုင်ဘူးလို့မဆိုလို့ဘူး။ ဒါပေမဲ့ငါတို့ကောင်းကင်ဘုံသားရိပုံမှညံပုံပါ ကောင်းကင်ဧကရိကထားရှိခဲ့တဲ့စိတ်တရားရှိတယ်အဲ့ဒါငါရဲ့တောင်ခုနှစ်တွယ်ခိုင်းရအဓိကလူတွေခန်းစားနိုင်တဲ့ကြီးမားတဲ့ကံကောင်းမှုပဲဒီပျောစိတ်လေးရပြန်လဲကောင်းမှုလာနေတဲ့စစ်တီကောင်းကင်ဘုံသားတယောက်ကိုပြင်းထန်စွာနဲ့ဒဏ်ရာကိုလုံနိုင်တော့ငါအံ့ဩမနေဘူးဒါပေမဲ့သူကသာ ကောင်းကင်ဘုံဧကရိရဲ့စိတ်ကိုဖောက်ထင်းဖို့အတွက်ကြိုးစားရင်သူ့တည်ရင်းသူတူးနေတယ်လို့ဖြစ်သွားမှာကိုငါယုံကြည်တယ်တော်တော့ပြီမင်းတို့ကဘာလို့ရန်ဖြစ်နေကြတာလဲတောင်မင်းကြီးငှက် မင်းရဲ့မျိုးဆက်ကတကယ်လို့ပဲနည်းနည်းတော့မောက်မလို့နေတယ်သူကတော့ကောင်းကင်ဘုံဧကရိရဲ့တစိမ့်ကြောက်တည်သွားရင်ဘယ်လိုလုပ်မလဲဒါကြောင့်အဲ့ဒါမင်းရဲ့အစီအစဉ်ပေါ်တက်ရောက်မှုရှိမှာလားတတိယရုပ်ထုဘေးကနေနောက်ထပ်အတန်တစ်ခုကထွက်လာပါတယ်ခဏလောက်စဉ်းစားပြီးရဲ့နောက်တောင်မနီငှက်ရဲ့အတန်ပြည့်တင်ထလာပါတယ်သူကမူလောငါအစီအစဉ်ရဲ့အစိတ်ပိုင်းမဟုတ်ဘူးသူကဒီကိုပထမဦးဆုံးရောက်လာတဲ့သူဖြစ်နေတော့ငါအနေငယ်အံ့ဩမိတယ်ဒီကောင်လေးရဲ့ချင့်ချက်စင်ဒီကောင်လေးကတမန်မဟုတ်ဘူးသူကတတိယအဆင့်ကိုရောက်ရှိတဲ့ ပထမဦးဆုံးသောကောင်းကင်ကိုစန့်ကျင်တဲ့ကြီးညံသူပဲကံမကောင်းစွာပဲသူကအောက်ပုံကကြီးညံသူဖြစ်နေတယ်သူသာမတိမ်မျိုးကျဲတာကုန်းမြေကြီးရဆိုရင် သူကကြော်ကြားနေလောက်ပဲဒါပေမဲ့သူကအဲ့စစ်တီကောင်းကင်ပုံသားရဲ့ဝိညာဉ်ကိုရှာဖို့တော့မကြိုးစားသင့်ဘူးကောင်းကင်ပုံဧကရစ်စီယာတစိကငါတို့အာလုံးပေါင်းရင်တော့မဖောက်ထွင်းနိုင်တဲ့အရာတခုသူက15မိနစ်မပြည့်ခင်မှာတေသွားမှာကိုငါစိုးရိမ်မိတယ်ကံမကောင်းတကယ်ကိုနှမျောစရာပဲ နောက်ဆုံးရုပ်ထုကနေနှမျောတတဖြစ်မှုတွေနဲ့ပြင်းထန်နေတဲ့စရုပ်ထားမြောက်အတန်အထွက်လာပါတယ်သူတို့ရဲ့အတန်တွေကတဖြည်းဖြည်းပြောက်ကွယ်သွားပြီးတိတ်ဆိတ်မှုကပြန်လည်ဆိုးမှုသွားပါတယ်တောင်မန်နီငှက်ကသူ့ရဲ့နှလုံးသားထဲမှာတပင်းချလိုက်ပါတယ်သူကဝန်လင်းကိုတိပိမဲ့ဝန်လင်းကကောင်းကင်ဘုံအေကရီရဲ့တစိုက်ကိုဖောက်ထွင်းနိုင်မယ်လို့တော့သူကမထင်ပါဘူးအဖိုးကြီးရဲ့နဖျားအယုံကသူ့ရဲ့ကိုပိုင်နေပယ်ကိုဖွဲ့စည်းထားပြီးဖြစ်ကအဲ့ဒီပလဲ့မှာထူထဲတဲ့မြခိုးတလွာရှိနေပြီးဝန်လင်းရဲ့နဖျားအယုံကဝင်းအောင်မလောက်အောင်တားဆီးထားပါတယ် ဝန်လင်းကထိုးအခြေအနေကိုကြုံတွေ့ရတာဒါကပထမဆုံးအချိန်မဟုတ်ပါဘူးသူကငွေရောင်ဝတ်အမျိုးသမီးရဲ့မျက်ညံကိုရှာဖွေတော့ကလည်းအလိုအရာမျိုးကိုကြုံတွေ့ခဲ့ရပါတယ်အယောင်9ပါးပုံရိပ်ကသူမရဲ့တစိုက်ခန္ဓာတွေမျက်ညံထဲမှာပေါ်လာခဲ့ပါတယ်ထိုးနေ့မှာဝန်လင်းကအဖိုးကြီးရဲ့နှဖျားယုံထဲမှာထိုးထူထဲတဲ့မြူခိုးကိုနောက်တစ်ချိန်တွေ့ရှိခဲ့ပါတယ်သူကခဏရက်တန်းလိုက်ပြီးသူ့ရဲ့နှဖျားယုံကမြူခိုးရဲ့အပြင်ဘက်မှာဆူဆီးလာပါတယ်မကြာခင်မှာပဲဝန်လင်းရဲ့ပုံရိပ်ကမြူခိုးရဲ့အပြင်ဘက်မှာပေါ်လာပါတယ်ထိုးရာထူးဆန်းတဲ့မြေခွင်းတစ်ခုပါအပြင်ဘက်မှာရှေးအောင်ကောင်းကြီးပုံထဲပဲမှာဝန်လင်းက မျိုးလုံးမိတ်ထားပြီးညာဘက်လက်ကတုန်ခါနေတဲ့အဖိုးကြီးရဲ့နှဖူးပေါ်ကိုဖိကပ်လိုက်ပါလေ။ဒိုဝရင်ဝန်လင်းရဲ့နှဖျားယုံကိုအတွင်းမှာတော့သူ့ရဲ့မူလဝိညာဉ်ကအဖိုးကြီးရဲ့စိတ်ထဲမှာရှိနေပါလေ။ထိုရာအပြင်ဘက်မှာရှိနေတဲ့ပုံစံအတိုင်းပါပဲ။ဝန်လင်းရဲ့မူလဝိညာဉ်ကအဖျော်ဝင်းယုံကိုဝစ်ဆင်လာပြီးအဖျော်စပင်နဲ့ပါသူကအိမ်မှာရက်ပြီးသူ့ရှေ့ရလှူရှားနေတဲ့မြို့ကိုကြည့်နေပါလေ။ထိုမြူခိုးထဲမှာဒစိမ့်တစ်ခုလိုပဲအားကောင်းတဲ့ဖိအားပါဝင်နေပါလေထိုဒစိမ့်ကဝိညာဉ်ရှာဖွေခြင်းဤပညာအလုံးကိုတားဆီးနိုင်ပါလေငွေယောင်ဝိအမျိုးသမီးပါလေဒီလိုဒစိမ့်ကရှိတယ်ပြီးတော့ ဒီဖိုးကြီးမှာလည်းဒီဒီစိတ်ရှိနေတယ်စိတ်ဝင်စားစရာပဲကောင်းကင်ဘုံဧကရေအောက်ကကောင်းကင်ဘုံသားတိုင်းမှာဒီလိုတစ်စိတ်ကရှိနေတဲ့ပုံပဲဝယ်လင်းရဲ့မျက်လုံးတွေကလင်းလက်လာပြီးဖြည်းဖြည်းနဲ့တောက်ပလာပါတယ်အဲ့တုန်းကသူ့ရဲ့ကြင်ကြံမှုကနှိမ့်ကျနေလို့မြှုပ်ခိုးပြင်ဘက်မှာလက်လျှော့ခဲ့ရပါတယ်သူ့ရဲ့ကြင်ကြံမှုအစင်းအပြင် နောက်ထပ်အကြောင်းရင်းကလည်းရှိနေပါသေးတယ်သူကမြှုပ်ခိုးကိုဖောက်ထွင်းနိုင်သည်ဖြစ်စေမဖောက်ထွင်းနိုင်သည်ဖြစ်စေငွေရောင်ဝတ်အမျိုးသမီးကိုကြီးမားတဲ့ထိခိုက်မှုကိုဖြစ်စေပါလိမ့်မယ်ဒူဝါရင်ဝယ်လင်းကဖိုးကြီးပေါ်မှာအပြစ်ရှိတယ်လို့အနေငယ်လေးတော့ခံစားရမှာမဟုတ်ပါဘူးသူတို့နှစ်ယောက်ကြားမှာမုန်တီးမှုမရှိပါဘူးပြီးတော့ထိုးဖိုးကြီးရဲ့အဖြစ်တရားတည်တံကြလောင်းအထိမများပြပါဘူးဝယ်လင်းသားအတွင်းနဲ့ပဲနဲ့အပြင်နဲ့ပဲတွေကလှိုင်းကူတစ်ခုမြတာဖြစ်တဲ့ဆိုတာမသိခင်ရင်ဝယ်လင်းကသူ့ကိုတတ်မှာမဟုတ်ပါဘူး တို့ဝရင်အခုတော့ဝယ်လင်းကရာအလုံးကိုနားလေသွားပါပြီဝယ်လင်းကကောင်းကင်ဘုံအေကရစ်နဲ့သူ့အောက်ကကောင်းကင်ဘုံသားတွေအလုံးပေါ်မှာရှင်းပြခတ်တဲ့မုန်တီးမှုကိုခံစားနေရပါတယ်အထူးသဖြင့်လီမွန်ရဲ့ကံကြမ္မာပျောက်ဆုံးသွားခြင်းကထိုမုန်တီးမှုကိုအထွန်းအထိပ်ကိုရောက်သွားစေပါတယ် အေးဆက်ဆောင်တဲ့နှခုံးချုပ်ပြီးဝက်လင်းကအဖိုးကြီးရဲ့စိတ်ထဲကမြှုပ်ခိုးစီကိုခြေလှမ်းလိုက်ပါတယ်။သူ့ရဲ့ပုံကြီးကကြဲပြန့်လို့လှုပ်ရှားပြီးမြှုပ်ခိုးစီကိုနီးကပ်သွားပါတယ်။သူ့ရဲ့ညာဘက်လက်ကိုဝန်းရံပြီးမှုန်တိုင်းတစ်ခုကမြှုပ်ခိုးနဲ့စီကိုတိုးဝင်သွားပါတယ်။မှုန်တိုင်းကမြှုပ်ခိုးကိုတွန်းခွဲလိုက်ပြီးမျက်စိတမိတ်အတွင်းမှာဝက်လင်းရှေ့မှာအပေါက်တစ်ခုကပေါ်လာပါတယ်။အဲ့ဒီအပေါက်ကပေါ်လာချိန်မှာပဲဝက်လင်းကရှေ့ကိုခြေလှမ်းပြီးမြှုပ်ခိုးထဲမှာပျောက်ကွယ်သွားပါတယ်။မြှုပ်ခိုးထဲမှာဝက်လင်းကလိမ္မာဆွန်နဲ့ရှေ့ဆက်သွားပြီးသူ့ရှေ့ရမြှုပ်ခိုးတွေကသူ့လိုလိုလမ်းခွဲပြေးကလမ်းကြောင်းတစ်ခုကဖွဲ့တည်သွားပါတယ်။ဝက်လင်းကတဖြည်းဖြည်းနဲ့မြှုပ်ခိုးရဲ့ ဲ့အပြင်ပိုင်းနယ်ဆိုင်တဲ့နေရာကိုဝင်ရောက်သွားပါတယ်။သူကမြို့ခိုးရဲ့အပြင်ပိုင်းနယ်ဆိုင်တဲ့နေရာထဲကိုဝင်ရောက်သွားတဲ့အချိန်မှာသူရှေ့ရမြို့ခိုးထဲမှာအယောင်ခွန်းပါအလင်းတစ်ခုကပေါ်လာပါတယ်။အယောင်ခွန်းပါအလင်းကမှောင်မိုက်တဲ့မြို့ခိုးထဲမှာအလုံးဝဆူချပြီးဝင်လင်းရဲ့မျက်လုံးတွေကကျဉ်လိုက်ရပါတယ်။ဝင်လင်းကလှမ်းကြည့်တဲ့အခါအယောင်ခွန်းပါအလင်းကထိုးဖောက်ဝင်ရောက်နေတဲ့မြို့ခိုးရဲ့အပြင်ပိုင်းနယ်ဆိုင်တဲ့နေရာမှာတက်လက်ပိုင်အရွယ်အမျိုးသားတယောက်ကဒူးထောင်းနေတာကိုတွေ့လိုက်ရပါတယ်။တက်လက်ပိုင်အရွယ်အမျိုးသားကမျက်လုံးကိုမှိတ်ထားပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုအယောင်ခွန်းပါအလင်းကဝင်းရံထားပါတယ်။သူကတက်ရှိအားလုံးကိုသူ့ရဲ့ရှိတ်မှာတုံလို့ းစီပြီးခြေတလန်းတော့မလန်းနိုင်အောင်တားစီနိုင်နေကြောင်မဖွေရဖီအားကိုထွက်လွတ်နေပါတဲ့ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်